हो। तर्दुर्णा को गार्व အမဲပင်ကိုအမောင်တော်သူ့ကိုသတိထားရလို့တတိယကိုကရုသံခိုင်းခန္ဓာရဲ့ဘဝအမှန်ကြီးပြမင်းရဲ့အသိစိတ်ဟာ သဘောတရားကိုအခုလိုကိုယ်ကကိုယ်ကြသိအောင်သိလို့လမ်းညွှန်ချက်မမမရတဲ့တွေ့လောကနဲ့ပြည်ညံနေတာပြောတယ်မိမတို့ကြပုဂ္ဂိုလ်သက်ကောင်းကိုချီးတဲ့နေတဲ့သူများပြောနေမှတ် တကယ်ပြောအမှန်ရှင်ပြီးတော့မိမိဆွဲယူတာဒါရင်မရှိရမဟုတ်ပဲမိမောက်ကြဘုခုသတ်တော်ဘူးအရှိအဟုတ်ခင်ပြီးတော့ဆွဲယူတဲ့တွေ့အနာမှားတယ်ဒါရင်ဘယ်လိုသိဖို့ပါခန္ဓာကိုယ်ကအမှန်တရားရှိတယ် ဓမ္မတော်ရဲ့သာသနာတော်အလုတ်ကိုလေ့လာမှအမှားရှိဆုံးသိရမြေလူခေါ်ရအမှားသဘောကိုမသိလို့လောကကြီးကပြောတဲ့အပြောကိုအမှန်ခင်လို့အဆုံးမှား မင်းတို့ကမိမောင်ဘယ်လိုလိရမလဲဆိုတော့ဒါဦးပြီးတော့ဦးမြင်တော်မူတဲ့မြတ်စွာဘုရားသာသနာမှာဆရာတော်လုံးဝနဲ့စပ်ပြီးတော့လိရမှာလိရတဲ့ခန္ဓာရဲ့ပင်ရင်းတော်ဖောက်ပြန်လာအောင်အမှန်ကြီးတဲ့ဒီသဘောတရားကို တော်သိရင်ဒေတိရလည်းမှန်သွားတယ်ဒေခဏမမရှိတာယူအရှိလောက်တာအဲ့တော့မှားတယ်တကယ်မှန်ဖို့ကြတော့ခန္ဓာအပင်ကိုရှိနေတဲ့အမှန်တရားကိုအမှန်တိုင်းသိနေတာဟာအမှန်တည်းဖြစ်တယ်ပါရိယသမ္မာဒိဋ္ဌိပဲ ီတဘာဝတရားထောက်ပြန်မှုကလာလဲမိမိတို့ပုဂ္ဂိုလ်သတ္တဝါထဲလေးတဲ့ဒီခန္ဓာကိုယ်ရဲ့အမှန်တရားပဲအရှိတရားပဲပုဂ္ဂိုလ်သဘာဝတရားပဲလို့ပြေဆိုရတာလားအဆုံးမရတော့ဒါကိုစိတ်ချလက်ချခန္ဓာကိုယ်မသိနေဘူးလေ ဒါဒီနေ့တော့အမရှိတဲ့အစီတရားရဲ့သဘောပေါက်မင်းတို့လုံးမှန်မှန်ကန်ကန်သိတယ်လို့ဆရာကြီးစိတ်ထုတ်နိုင်အောင်သူ့ကျင်းများများသိအောင်ဖောက်ပြန်တဲ့သဘောသိနေပါ့ ဒါရီအမှန်တရားကိုသိဖို့ကသူ့ရဲ့လက္ခဏာကိုသိပါအခေဝသာတိဖြစ်နေရှိနေတဲ့သဘောဒီအမှန်တရားပဲဒီလိုမှန်တဲ့အတွက်အရှိသရာ ရှင်းနေတဲ့အမှန်တရားကြီးတစ်ဖြည်းဖြည်းနဲ့ရည်စုံမှုဖြစ်သွားတယ်။တစ်ဖြည်းဖြည်းများရှိမရဏကျောင်းလေးပေါက်ပြန်တဲ့သဘောတရားတွေကသိဆုံးကုန်ပြုတ်တဲ့စီရောက်တော့တယ်။ဒါပေမဲ့လောကဖြစ်ဖြစ်ဒီလောက်တော့ ဖြစ်နေရှိနေတဲ့ဘုရင်အမှန်ကိုသာအမှန်တရားရှိတရားလို့သိရင်သူတို့နေတဲ့လမ်းကြောင်းဘုမင်းရဲ့ဘုရင်အမှန်တရားပဲနာမှုတရားမှန်တရားပဲသိမှုတရားမှန်တရားအရေးဟောသာတိကိုမှန်လို့ တို့အနေနဲ့ညည်းသားလို့သွားတဲ့လမ်းကြောင်းဆရာဗျာဒီမရဏတော့ကပြေတူအစားသူဖြစ်တာရောဓာတိမလွန်းမလွန်းအရင်ကကြမှန်းနေတရားပဲလေသူ့ကိုဆောက်ချထားနိုင်အောင်တတိယခန္ဓာအနှံ့ကြည့်ပါ ထောက်ပြန်တဲ့သဘောရင်လို့တိတိကျကျမင်းမိကျရသိအောင်စတိတိထားပါပြီတော့ခန္ဓာရဲ့သဘောကမှန်မှန်ကောင်းကောင်းသိအောင်လက်ကျင်ပြပါ ့နေခြင်းများလာရင်ကိုယ်ခန္ဓာရဲ့သဘောတရားကိုမှသံတရားကင်းထောက်ပြတဲ့သဘောကဟုတ်မှဟုတ်ပဲလားလို့ဒီလိုတော့သံတရားမရှိတော့အလေးကြများများသလိုယုံကြည်မှုကခိုင်မာလား ဒါလို့ရှုမြင်ချက်များဖို့အတွက်ကိုယ်ခန္ဓာကိုယ်သိနေများများသိနေရေရုံမှိုက်လို့မဟုတ်ပဲတကယ်ဟောက်ပြန်လဲဆိုတော့တီတောင်ခိုင်မာလဲတော့မရှိတဲ့ရေရှားပြောင်းလဲချက်တွေပဲ Kaum bilo mmatlo lwe re ni ne phao gane zolo. Ta teliya. Teliya. Vem bilo dia a ခန္ဓာကိုသတိထားပြီးတော့အဲခတ်တာလူရဲ့ဖြစ်ရမှာဘာလဲလို့သိရောစိတ်ငြိမ်ငြိမ်နဲ့ကြည့်တာသူရဲ့ဘယ်ဟူတရားအမှန်ကိုသိဖို့အားထုတ်တာကျတော့မိမိစိတ်နဲ့အသိနဲ့ လှုပ်ယူဖို့လှုပ်ပြန်ဖို့ဖန်တီးဖို့လုံးဝမပါဘူးကြောင့်သိဖို့ရှိတာဒါတော့သူရဲ့မင်းမင်းတက်တဲ့ရေချပြောင်းလိုက်ခြင်းဒီပေါ်မှာအခက်ခါတဲ့ ဒါရင်ဘလူဖန်ပြီးရလေသူ့လို့ဖန်ပြီးတဲ့ပုံစံတော့မပါဘူးတောင်းသဘာဝတရားဆိုတာပုံစံတော့ပြုလို့မဖန်နေဘူးမပါဘူးမရှိဘူးဒါရင်ဖောက်ပြန်ရလောက်အောင်အကြောင်းထောက်ပါနဲ့မမြင်ရတဲ့သဘောတရားအကြောင်းထောက်ပါနေနဲ့ ဖောက်ပြန်လာတာဒီပဲဟုတ်ခဏမှာဘုဟုလက်တော့ပြည့်လို့ခင်မဟုတ်နဲ့မဟုတ်တဲ့ဥငယ်ဖောက်ရမှုတော့ဥတဲ့ဘောတွေဖြစ်ကံဘူးလို့ဖန်တီးတဲ့ပုဂ္ဂိုလ်တ attva မပါပဲနဲ့ဖြစ်တဲ့သဘောတရားကိုမြတ်စွာဘုရားအုံနေနပ်ပြီးရုပ်ပတ္တိ ဲဒီလိုလောကအပြောပြညာပြောနဲ့ပုံလဲဆိုတာဟာဘယ်တော့ပုဟုတူရဲ့ပြောင်းလဲထောက်ပြန်တဲ့ပဲဒါရီယာထောက်ထားတခုဒီလိုခန္ဓာမှာတူမြဖောက်ပြန်မှုအားလုံးကကန့်ကြောက်ဘုံမှုစိတ်ကြောက်ဘုံမှုဥရုကြောက်ဘုံမှုအာဟာရကြောက်တကယ်တော့ဘာလေးမျိုးတည်းမှာတမျိုးမျိုးနဲ့ဖောက်ပြန်တော့အမှန်ပဲ။ ဘယ်တမျိုးကိုမှပုဂ္ဂိုလ်တတ်တော့လောက်တာမဟုတ်ဘူးအဲ့ဒါမှသဘာဝတရားမှန်တယ်အဲ့ဒီသဘာဝအမှန်ကိုရှုတာကြည့်ရအဲ့ဒါသိနေရတယ်ဒါမျိုးတွေရဲ့ခန္ဓာရှုနေကြတာပုဂ္ဂိုလ်တတ်တော့မပါတဲ့သဘာဝတရားကိုသာရှုနေကြဖြစ်တယ် မိမိရဲ့စာပြီးတော့ပုဂ္ဂိုလ်တ attva ရဲ့ဖန်တီးတဲ့ပါလာရင်တော့သဘာဝမဟုတ်ဘူး။ဒါမရှိပါဘူး။ဘုရားကလည်းရှုတာကသဘာဝတရားကိုရှုတာ။ဆရာပုဂ္ဂိုလ်တ attva လုတ်တယ်လို့တောင်းလို့မကင်းရင်လုံးဝမရှုပါဘူး။အဲ့တော့မိမိတို့ရဲ့ခန္ဓာပင်ကို ထောက်တိထားပြီးတော့ဖိတ်တဲ့အပြင်ကကောက်လိုက်တယ်တွေ့ရကလေးဟာသဘာဝကိုသိတယ်ပြီးပဲဆရာကြီးရဲ့သူ့လက္ခဏာဘုံပဏလက္ခဏာရူပံဆိုတဲ့အတိုင်းမင်းကြီးမတတ်တဲ့ပြောင်းလဲတဲ့အမှုအရာအလို့အပြည့်တရီတရီမင်းကြီးတတ်တဲ့ဖောက်ပြန်ဖြစ်ပြီလေ ဒါကိုမိမိရရသိပါခန္ဓာရှိမြင်ကြတာတော့ဖောက်ပြန်တဲ့သဘောဖောက်ပြန်တဲ့သဘောလို့သိရဒါပေမဲ့မိမိတို့ဖောက်ပြန်တဲ့သဘောလို့သိပြီးတဲ့နောက်နောက်သိတဲ့ဖောက်ပြန်မှုလားအလ္လာဟ်ဒူဝေမဲလို့ တော့သိတယ်အသိဉာဏ်တော့မတူဘူးတဖြည်းဖြည်းနဲ့ယုံကြည်ချက်ပါလာတယ်ရင့်ကျက်တဲ့အသိဉာဏ်နဲ့သိမယ်နောက်ခန္ဓာတစ်ခုလုံးသိတဲ့အခါမှာတံခိုးရဉာဏ်နဲ့ပေါ်ရပြီးတော့သိလာတယ်။တံမြတ်အားဖြင့်လို့ဖောက်ပြန်တယ်လို့ဖောက်ပြန်တယ်လို့တူလူပဲလို့ အလားတော့တူတယ်သိတယ်ညမမတူတော့အဲ့တော့ဖောက်ပြန်တဲ့သဘောရှုတာနေမဲ့ခေဖန်ညာစွာမိငယ်ရင်းကြောက်ရှင်ကြီးရဲ့ပါတဲ့အသိနဲ့မိလာတဲ့ပုံကိုရဲ့ရှုမြင်ချက်ဟာဒါအရမ်းလို့ခီးရောက်တဲ့ရှုမြင်ချက်ပဲ အဲ့တော့ဒီဒီစုမြင်ချက်ဘူးမိအတွက်အာဟုလောက်တဲ့ခိုင်မာမှုအသိဉာဏ်ဖြစ်အောင်မြန်မြန်သိပေးပါဒီဖံများတော့တစ်ချိန်နဲ့တစ်ချိန်မတူတဲ့အသည့်ဖြစ်အောင်နေခဲ့ပေးပါ extremely tough. खाना और लड्डी सूर है खरीद မလဲဖောက်ပြန်ချက်သဘောတရားတစ်ခုမိမိတို့ဖောက်ပြန်လေဖောက်ပြန်လေလို့အလားတူမလို့ဖောက်ပြန်တဲ့သဘောရောအင်မတန်ကြီးပြောင်းလဲသွားဘယ်မှာဖောက်ပြန်လေလို့သိတဲ့သဘောတရားတစ်ခုဟာ ဟုတ်တယ်လို့ပြီးရဲခဏမှာပဲချုပ်ပြသွားဒါကိုလိုက်မှပြည့်ခဲ့ပြီဆိုနောက်တစ်ခုကိုဖောက်ပြန်နေလို့နှုတ်ပြီးတော့ဆက်ပြီးတော့တီးဆက်ဖောက်ပြန်မှုနောက်တစ်ခုပဲဘယ်လိုရည်တချက်မှာဆက်ဖောက်ပြန်ပြရတဲ့သဘောတရားတစ်ခုပါခရင်နဲ့ချီပြီးကြောင်းလဲသွား ဒါနဲ့ပြည့်စက်တခုမင်းလေးရုံဖြစ်ဖို့ကိစ္စအတွက်အများကြီးလာလို့ကျဲမင်းကြီးမလဲရွှေရှားပြောင်းလိုက်တယ်အများကြီးပြောင်းလဲသွားပြီသို့တော်ပါပဲဖြစ်ဖြစ်ဘုရားသိလိုက်တဲ့ဖောက်ပြန်မှုတစ်ခက်နောက်ပြီးတဲ့ဖောက်ပြန်မှုတစ်ခက် ိတ်သာသိတယ်သောတရားတွေကပြောင်းတော့တာဂရင်းနဲ့ရှိတော့ဒီတော့ဖောက်ပြန်မှုတစ်ချက်မှအများကြီးပြောင်းရတော့ပြီဒါကြောင့်မိမိတို့ဖောက်ပြန်တဲ့သဘောလို့ညံ့ညံ့ဆော့ဆော့သိနေတော့ပြောင်းလဲသွားတဲ့ဖောက်ပြန်မှုတွေမမှန်ဘူးဒါလို့သူကလား ထောက်ပြန်တဲ့သောတွေရှိတဲ့ခန္ဓာကိုယ်တွေမှာထောက်ပြန်လာပါရှိတယ်။ပိဋကမှုခိုင်မာမှုလုံးဝမရှိတဲ့သောတရားတွေပဲလို့။ဒါကြောင့်ငါတို့ကတော့ထောက်ပြန်မှုတွေပြောင်းလဲခဲ့တာပြရမယ်။ဘယ်လိုမျိုးတို့မှီတော့ထောက်ပြန်တဲ့သောတွေမရမနာထောက်ပြန်နေပါလား။ တပည့်ဟောက်ပြန်တဲ့လို့ရည်ပဲလို့တဆင်းကြီးနဲ့လက်ကျင်နေတဲ့မိမိတို့အသိဉာဏ်နဲ့မှာကျောင်းတွေကသင်ပြီးယုံကြည်ခဲ့ခိုင်မာလာသက္ကရကရှိလို့သက္ကရကပြီးလေပဲ ြောင်းလဲဖောက်ပြန်တဲ့သဘောတွေပဲလို့ကျောင်းကြီးကပြင်းနေအသိနဲ့ချိန်သွားအောင်ခိတဲ့အသိညာကပ်ပြီးရှုတဲ့မြန်မြန်ရအောင်ဖြစ်ပြီး ထောက်ပြန်တဲ့သဘောအမှန်တရားဟာတကယ်မှမလားတကယ်နေသက်ခိုင်မောင်းမှုမရှိတဲ့ထောက်ပြန်တဲ့ဒီပဲလို့ကိုယ်ကိုယ်ရည်ပြီးရမိမှာယုံကြည်ရဲ့ပေါင်ခက်ခရကချစ်ပြီးသီးသလောက်သီးသလောက်လည်း အမှန်တိုင်းထောက်ပြနေတော့သိရမှာသိသလားအမှန်ကိုသိတဲ့သည်သံဃာတည်းရှိဖြစ်ကိုယ်ခန္ဓာရဲ့သဘာဝတရားထောက်ပြမှုကိုကိုယ်တိုင်ယုံကြည်ရရလို့လုပ်တယ်ယုံကြည်လို့ပြောရတယ်တကယ်တော့ ရှုတိုင်းကြည့်တိုင်းဒီမင်းကြီးမသက်တဲ့သဘောတရားကြီးတွေ့နေတော့ဒါကလည်းအမှန်ပဲလို့ဒီလိုဒီလောက်တဲ့ကိစ္စပဲမင်းတို့ကလည်းလုံးဝယုံကြည်ချက်မဖြစ်သေးတဲ့တရားခန္ဓာကိုယ်ကဆွဲမှားတယ်မိမောက်ကြတော့လုံးဝမရှိတော့ ကျေဆွန်မြတ်စွာဘုရားရှင်ကြည်တိုင်းမင်းမကြမတူဖောက်ပြန်လာပဲတွေ့တာနောက်ဒီခန္ဓာရှုလို့လည်းပဲပုဂ္ဂိုလ်တော်မတူဘူးဖောက်ပြန်လာပဲတွေ့နောက်ကခန္ဓာလေးလာတော့လည်းပဲခေါင်းကိုခြေလည်းမတူဘူးဖောက်ပြန်လာပဲတွေ့ဒီလေကဖောက်ပြန်လို့သာမှန်မယ်အဲတော့ခန္ဓာနှောင်း ကြည့်ပါဆိုတာအဲ့ဒီလိုကိုယ်ဆိုနေတဲ့အမှားတကယ်မမှန်မှန်းနဲ့ဆိုနေပါလားလို့ကိုယ်ကမှတန်တဲ့အကင်းပေါ့ဟဲ့ကံကတန်တဲ့အကင်းတော့ရင်စိတ်ထဲမှာသက်သာတည်းပါသွားမယ်အတ္တတည်းပါသွားမယ်မဟုတ်ဘူးမဆိုးဘူးကဲဒါရှိရိုက်ကြည့်လိုက်ဒီရောဒီရည်တွေ တွေ့တော့များတော့တတိယလေးနဲ့တန်လေးကင်းလာအဲ့တော့မိမိတို့ရစပြတိုက်တွန်းတဲ့ကိန်းဆောင်များစွာဖြုတ်နေပြည်နေခြင်းရဲ့အကျိုးတရားပဲဒါကြောင့် အမှန်တရားရှိတဲ့ခန္ဓာကိုစတိထားသလားချိန်ရင်းသလားဘယ်လိုလုပ်မရောနဲ့သဘာဝကိုသိတဲ့အသိကိုသိမှာကိစ္စတော်ဖြစ်တဲ့ပုဂ္ဂိုလ်တတ်တော်ဘယ်ဘက်ကမှမပါဘူးတကယ်လို့ဆွဲရမဟုတ်တာဆွဲရဆွဲရ တန်ဆွေဆွဲလာလို့တာဒါတော့အမှန်တရားနဲ့ထိန်ဖို့တည်းလုံးဝရုပ်တုမရှိတဲ့ဒိဋ္ဌိဆက်ဒါဝမိညာတန်တရားတည်ပြီးတော့ပိုင်နိုင်ပွားရင်တော့ဓမ္မင်းကြီးတို့ဒီဘက်ပန်းနဲ့ရောက်ပါတဝိပဒနာလို့ဟာသမထလို့မရှိတာဝရှိလို့ရတာမဟုတ်ဘူး ရှိနေတဲ့အစီတရားကိုသိအောင်လက်ခံယူကြရအောင်ရှုအပ်ပြရတဲ့အလုပ်ပဲမင်းတို့ခန္ဓာရှုနေတဲ့မှာ ခန္ဓာရမှတရားပင်ကိုသဘာဝဆိုဖောက်ပြန်တဲ့သဘောကိုရုပ်ရည်ကြီးစိတ်ချလက်ချကိုယ့်ရဲ့အဋ္ဌဉာဏ်နဲ့ရောက်လာထခါတကရှုပ်ပြီးအချိန်နဲ့တော့ယူအဲ့

ဆောင်းသိဖို့တော့လည်းလည်းပြီးပြီးတော့လုံလောက်ပြောကစိုက်ပြီးတော့ရှားတာမဟုတ်စိတ်ကညင်လို့တော့ပြီးပါတယ်လို့ဖះညွန်တဲ့တိုင်းပဲစိတ်ညင်တဲ့တတိထားရနဲ့ဒါရီအပုလက္ခဏာနဲ့သူတွေ့လာတွေ့လာတယ်များလက္ခဏာပြောင်းလဲမှုတွေရွှေရှမ်းမှုတွေဟာတကယ်တော့ဖောက်ပြန်နေတာဟုတ်လို့ အရင်ပြောင်းလိုက်တော့တကယ်တော့ပညာပြီးကလည်းပရမတ်ကြီးဖြစ်အောင်သတိထားတာဟဲ့ဘုရားမာနမမာနထားမိမောက်ချက်ပုဂ္ဂိုလ်သားတော်လို့ဆိုရည်လာတဲ့သက်သာတည်းအင်းသာဆွဲခိုင်နေတဲ့အတွက်ရုပ်ရည်တော့မပြုတ်ဘူးဒါတော့အမှန်တရားကို ညာညာသွားသွားခိုင်ခိုင်မာမာယုံကြည်ရအောင်ညာညာကြည့်ပြီးတော့ဖြတ်ကျိုးရအောင်လို့ရှုခိုင်ခိုင်ပြီးတော့လीအ ိုးရသားရက်ကနာအဲ့ဒါကိုဖြတ်တာမြင်းဝေအားကောက်ရင်တော့သူဖြတ်တယ်